ကျွန်တော် WeChat ID ချိန်တာเนาะဘာမှမခက်ဘူးကျွန်တော်ပြောင်းဒီမှာမိဘနဲ့ setting on နဲ့ profile on နဲ့ပြီးရင် WeChat ID ကိုနဲ့ပြီးချိန် WeChat ID ကိုထည့်ဒီမှာ password သိဖို့လိုလို့ပါเนาะကျွန်တော် password ထည့်လိုက်အောင်မှာကျွန်တော် password ထည့်လိုက်ပြီ ဟွန်းဒါဆိုဒီမှာဒီမှာ WeChat ID လို့နှိပ်လိုက်ကိုချင်းညင်တဲ့ကိုချင်းဥမာဆိုကြပါစို့ rose 1345အမအဲ့လိုမျိုးလေးဘောနာထိပ်ပြီးသွားရတယ်ဒီမှာပေါ့ဟွန်းဒါဆိုပြီး next ကိုနေတဲ့ခါတော့ WeChat ID ချိန်ပြီးသွားပြီဒါ WeChat ID ချိန်ပုံချိန်ပြီးပါတော့အဓိကတော့ password တော့မှတ်မိဖို့လိုပဲကိုယ့်ရဲ့ password မှတ်မှန်မှန်ဆက်ချင်လဲအဲ့လိုမျိုးဆက်လို့ရတယ်เนาะ